က်စစ်တမ်းလိုက်ပင်တင်ကရိယာတက်ဆင်သည့်ပထမဆုံးလေရင်သင်မောဖူချန်အားရှီချင်းပြင်ကြည့်ရှုစစ်ဆေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်တောင်ပိုင်းဟိုင်နမ်ပြည်နယ်မှာလျှက်စစ်တမ်းလိုက်ပင်တင်ကရိယာတပ်ဆင်ထားတဲ့တရုတ်ပြည်ရဲ့ပထမဆုံးလေရင်တင်တင်မောဖူချန်ကိုသမ္မတရှိချင်းပြင်ကဗိုလ်တပ်ဖူးနေမှာစစ်ဆေးကြည့်ရှုခဲ့ပါတဲ့ တရုတ်ဗဟိုကော်မတီကွန်မြူနစ်ပါတီရဲ့အသွင်းရင်းမှုချုပ်လဲဖြစ်တဲ့ရှီချစ်ဖင်ကစံညာမျိုးကရေးသက်စိတ်ကန်းတစ်ခုမှာအခမ်းနာပွဲတက်ရောက်ပြီးနောက်လင်းရင်တင်တင်မောပေါ်ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်တရုတ်ရဲ့နောက်ဆုံးပေါ်လီယင်တင်တင်မောကြီးရဲ့တိုးတက်အားထုတ်မှုများအသိရှိခဲ့ရာကတင်မောအဖွဲ့လိုက်တိုက်ခိုက်နိုင်စွမ်းနဲ့တရက်စစ်တန်လိုက်ပင်တင်ကရိယာစနေရဲ့ဖွဲ့စည်းလှုပ်ဆောင်ပုံများကိုလည်းသိရှိခဲ့ရပါသည် လင်းရင်မှုတွေအဖွဲသားတွေနဲ့ပြောဆိုရမှာဖူချန်းရဲ့တိုက်ရိုက်ခိုင်းရေးမြင့်တင်နိုင်စေဖို့အတွက်ရင်းတို့ရဲ့ကျွမ်းကျင်မှုများစဉ်ဆက်မပြတ်တိုးတက်အောင်လှုံ့ဆော်ဖို့အားပေးသွားပါထိတ်စံတပ်ပြန်တမ်းမှုပြုလုပ်တာဟာရန်စွမ်းသက်သည့်များစွာလိုအပ်ပြီးတင်းတို့အားလုံးသူရဲကောင်းထွေ ဖြစ်တယ်လို့ပြောသွားမှာထိဖူချန်ဟာတရုတ်ပြည်ရဲ့တတိယမြောက်လင်းရင်တင်တင်မောဖြစ်ကလျက်စစ်တန်လိုက်ပင်တင်ကရိယာသက်စင်းထဲပထမဆုံးတင်မောဖြစ်ပါထိ အရှိတယုတ်ဖူချန်ပြည်နယ်ကိုအစွဲပြုပြီးအမည်ပေးခဲ့က2022ခုနှစ်ဇွန်လမှစတင်ရေးချခဲ့ပါတယ်လို့သိရပါတယ်ရှင်။